မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ31ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မြောက်ကလာပါမြို့နယ်မှာပြည်သူပိုင်းမီတာခွဲမြေခွက်များချောင်းကန်းနဲ့ဆက်ဆက်နေတဲ့မြေခွက်များကိုအကြမ်းမဆက်တက်နဲ့ပူးပေါင်းပြီးတော့အယောင်ဝယ်ပြုတ်လုပ်နေတဲ့ထောက်ပဲရက်ကွက်အုပ်ချုပ်ရေးမှုရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဇန်နဝါရီလ30ရက်နေ့ညပိုင်းမှာမြောက်ကလာပါမြို့နယ်မှာရှိတဲ့ထောင်ဝင်ဘဲရက်ကွက်အုပ်ချုပ်ရေးမှုရုံးကိုမြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျာ ၎င်းတိုက်ခိုက်မှုအတွင်းမှာနှစ်ဦးတန်ရာရရှိသွားတယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းပြီးတော့ပြည်သူပိုင်းမျိုးကွန်းများကိုထောက်ပံ့ရက်ကွက်အုပ်ချုပ်ရေးမှုရုံးကအယောင်းဝယ်ပြုလုပ်နေတယ်လို့ပြည်သူများကတိုင်ကြားမှုတွေများပြားလာတဲ့အတွက်ဖောက်ခွဲတိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီထောက်ပံ့ရက်ကွက်အုပ်ချုပ်ရေးမှုရုံးကပြည်သူပိုင်းမျိုးတွေမိသားမျိုးကွန်းတွေအကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ရောင်းဝယ်နေတာကိုပြည်သူတွေကနေပြီးတော့တိုင်ကြားတာတွေများလာလို့ တိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်လက်ပြဘုံရောအဝေးထိန်မိုင်းရောနဲ့တိုက်ခိုက်ခဲ့တာပါလက်တလောတော့နှစ်ယောက်ထိထားတယ်လို့သတင်းရထားတယ်မြောက်ကလာပါတဲကစစ်ခွေးရဲခွေးကားတွေမိန်းန်းနေဖွင့်ပြီးတော့မောင်းသွားနေပါတယ်အုတ်ချုပ်ရေးမှုရုံထဲမှာစစ်ခွေးရဲခွေးကားတွေဝင်သွားတဲ့အချိန်မှာအော်ဟစ်တန်တွေစူညံစွာနဲ့ကြားနေရပါတယ်ပြည်သူပိုင်မြေမိသားမြေနဲ့ချောင်းရင်ကန်းဆတ်မြေခွက်တွေကိုလက်ဝဲထားရှိထားတဲ့သူတွေကိုအသိပေးကြတာကတော်လန်ရဲ့အလွန်ကာလတွေမှာမြေခွက်တွေအားလုံးကိုပြည်သူပိုင်အဖြစ်နဲ့မြောက်ကလာပါပကဖကပြန်လည်သိမ်းဆည်းသွားမှာပါလို့ မြောက်ကလာပါမျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်။အဲ့ဒီမြေခွက်များကိုရန်ကုန်တိုင်းစစ်ဒေသမှုတပ်မနှင့်နေပြူဟာတုံးကဘူဟာမှုဘုံမူကြီးထွန်းထွန်းဝင်းထံကိုမြောက်ကလာပါမျိုးနယ်မြို့နယ်အုပ်ချုပ်ရေးမှုအောင်လောဟာက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက်ဘုံမူးချမ်းနှင့်ဝင်းထံကိုငွေကျပ်300စီပေးပြီးတော့မြောက်ကလာပါမြို့နယ်အတွင်းမှာရှိတဲ့မိသားမျိုးကွက်များဥယျင်ချမ်းမြေများချောင်းကမ်းမေးမျိုးကွက်များကိုထောက်ရရက်ကွက်ဥက္ကဋ္ဌအောင်မြင့်ကျော်နဲ့အဖွဲ့ကရောင်းချနေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမျိုးကွက်များကိုသိမ်းရာချီဈေးတက်မှတ်ပြီးတော့မြောက်ကလာပါမြို့နယ်ထောက်ရရက်ကွက်ဥက္ကဋ္ဌအောင်မြင့်ကျော်ရာအိမ်မှုမျိုးညွန့်တို့ကရောင်းချနေကြခြင်းဖြစ်ပြီး မြောက်ဥယျာဉ်ရေတန့်ပိုင်းရှင်ကလည်းကူရဲပါဝင်နေတယ်လို့သိရပါတယ်။ဒါအပြင်မြောက်ကလာပါမြို့နယ်အတွင်းမှာညီခွက်တွေပေးပြီးတော့အခန်းပေးအခန်းယူကန်ထရိုက်တိုက်ဆောက်လုပ်နေတဲ့လုပ်ငန်းများဟာလည်းအလွန်တွင်ကျယ်နေပြီးတော့ကန်ထရိုက်တိုက်ဆောက်လုပ်ရန်အတွက်စီဗီနဲ့စစ်တပ်ကလည်းလက်ငွေတွေပေးပြီးကြုံရကြပန်းတိဆောက်ခွင့်တွေရနိုင်ကြတယ်လို့သိရပါတယ်။အဲ့ဒီစစ်စင်ရေတိုက်ခိုက်မှုကိုဆောင်ရွက်ခဲ့တဲ့မြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကရဲဘော်များကဘေးကင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ဇေရာသီရိမြို့နယ်မှာရှိတဲ့စီရေးပြခွင်းနဲ့ပြင်မနာမြို့နယ်မှာရှိတဲ့ရေစင်းစိုက်ပျိုးရေးတပ်ကတော်အနီးမှာရှိတဲ့ကျေးရွာများကိုအချက်မဲ့စစ်တပ်ကရော့ချင်းမပေးဘဲနဲ့ဖျက်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မန္တလေးလမ်းဟောင်းဘေးမှာရှိတဲ့ဇေရာသီရိမြို့နယ်ကြောက်ချက်ရွာကနေ ခရီးပင်လမ်းခွဲအထိကြေးရွာများကိုအကြမ်းမဆက်တက်ကစီရေးပြခွဲနဲ့ရေစင်းစာပြွေးတက်ကတော်တို့ကိုတိုးချဲ့ရန်နဲ့လုံခြုံရေးကိုအကြောင်းပြပြီးတော့စီမံချက်နဲ့ရောချင်းငွေမပေးဘဲနဲ့ဖြတ်စည်းခိုင်းရန်ပြင်ဆင်နေတယ်လို့သိရပါတယ်။ရန်ကုန်မန္တလေးလမ်းဟောင်းတစ်လျှောက်မှာရှိတဲ့ကြောက်ချက်ရွာ၊အိုင်ဆောက်ရွာ၊တစ်တက်ရွာ၊စိန်းသာပင်ရွာ၊မအူတော်ရွာ၊ရေစင်းရွာ၊ရွှေကြရွာ၊ရွှေတွင်းကုန်းရွာခေအေးရွာနဲ့ခရီးပင်လမ်းခွဲအထိကိုပြည်သူပိုင်းနေအိမ်များကိုအကြမ်းမဆက်ကောင်စီကဖြတ်သိမ်းခိုင်းရန်ပြင်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ ပြည်ဦးလင်ကစစ်တပ်ကတော်ကိုရင်းစင်းဘက်ကိုရွှေ့မာရဲရွာတွေကထိတ်ကိုရောက်နေလို့ဆိုပြီးတော့လုံကြုံရေးအရာစိတ်မချရဘူးဆိုတဲ့အကြောင်းတွေကြောင့်ဖြတ်ခိုင်းနေ ်တက်တက်ကြီးရွာနဲ့တက်တက်ကလေးရွာကတော့စီရေးပြခွင်းနဲ့ပြီးတော့အဲ့ဒီရွာနဲ့ရွာကတော့ဖြက်ခိုင်းဖို့အတွက်ရာဂိုင်နှုံများပါတယ်ရောချင်းမပေးဘဲနဲ့ဖြက်ခိုင်းဖို့လုပ်နေတာပါအခုတက်တက်ရွာမြောက်ဘက်ချမ်းမှာတော့ပေတိုင်းနာတွေလုပ်နေကြတယ်လို့ဒေသခံသတင်းရင်းမြစ်ကတိုက်ကြားထားပါတယ်အလားတူပဲဇေယသီရိမြို့နယ်မှာရှိတဲ့တက်တက်ရွာမျက်နှာစာမှာရှိနေတဲ့အဆောက်အဦများကိုလည်းအချက်မှတ်စစ်ကောင်စီလက်အောက်ခံဇေယသီရိတရားရုံးကဇန်နဝါရီလ28ရက်နေ့မှာဖြတ်သိမ်းပေးရန်အမိန့်ချမှတ်ခဲ့ပြီးတော့အဆောက်အဦကိုပိုင်းဆိုင်တဲ့ပြည်သူများကို ဒဏ်ငွေတသိန်းပေးဆောင်ရတယ်မပေးဆောင်ရင်ထောင်ဒဏ်တစ်လချမှတ်မယ်ဆိုပြီးတော့တရားရုံးဘက်ကတစ်ဖက်သက်အမိန့်ချခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမြေနေရာပိုင်ဆိုင်မှုများတဲ့ပတ်သက်ပြီးတော့2024ခုနှစ်ကစတင်ပြီးတော့အကြမ်းဖက်စစ်တပ်ကလမ်းမကြီးများဥပဒေနဲ့ညှိဆုံးနေဆိုပြီးဖျက်သိမ်းခိုင်းခဲ့တယ်လို့သိရပါတယ်။ဒေသခံပြည်သူများနဲ့အကြမ်းဖက်စစ်တပ်တို့ဟာဇေယျသီရိတရားရုံးမှာအမှုဖြစ်ပွားခဲ့ရာကနေ ဖြတ်သိမ်းရန်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမြေနေရာများဟာနှစ်ပေါင်း80ကျော်ကြာအောင်ပြည်သူများနေထိုင်လာခဲ့တဲ့ဘိုးဘွားပိုင်မြေနေရာများဖြစ်တယ်လို့သိရပါတယ်။ဒီမြေနေရာတွေကိုပိုင်ဆိုင်မှုမှာအကြမ်းမဆက်တပ်ကအရာရှိများလည်းပါဝင်နေပြီးတော့ဇန်နဝါရီလ30ရက်နေ့နောက်ဆုံးထားပြီး10ရက်အတွင်းမှာဖြတ်သိမ်းပေးရန်ဇေယျာတိရိထွေအုံယုံကချင်းချောက်ဖိအားပေးနေတယ်လို့သိရပါတယ်။ တက်တဲ့ရွာမျက်နှာစာကနေအိမ်တွေကရွာမြေပါနှစ်ပေါင်း80ကျော်ကြာနေပါပြီရွာသားတွေပိုင်တာပါရွာသားတွေစီကတပ်ဘက်ကနေပြန်ဝင်ထားတာ6ဦးတောင်ရှိပါတယ်စစ်တပ်ဘက်ကလူတွေကတော့ဖြတ်သိမ်းပေးလိုက်တာကြာပြီကျန်တာတွေကတော့ရွာသားပိုင်တာတွေပေါ့အခုပြည်သူတွေကိုနေစရာပြန်မပေးလို့အမှုရင်ဆိုင်နေရပါတယ်လမ်းမကြီးများဥပဒေနဲ့ညှိတယ်ဆိုပြီးတော့နေအိမ်တွေတိုက်တွေကိုဖြတ်ခိုင်းနေတာပါဒီလ28ရက်နေ့မှာအမိန့်ချတယ်နေစရာမရှိကြတော့လို့ရွာသားတွေခင်ဗျဒုက္ခကြီးလွန်းလာပါတယ်ဗျာ ဇေယသီရိတရားရုံးကတော့တစ်တက်ရွာကပြည်သူတွေကိုဒဏ်ငွေတသိန်းမပေးဆောင်ရင်ထောင်ဒဏ်တစ်လအမိန့်ချပါတယ်30ရက်နေမှာလဲဇေယသီရိထွေးအုပ်ရုံးကနေပြီးတော့ပြည်သူတွေကိုဆက်ရက်အတွင်းအိမ်ကိုဖျက်ပေးဖို့ဖိအားပေးပြီးလက်မှတ်ထိုးခိုင်းနေပါတယ်ညီနေရအစားပေးဖို့မပြောနဲ့ဖျက်သိမ်းကြတော့မရပဲအခုဆိုရင်တချို့ရွာသားတွေမှာနေစရာမရှိကြလို့ဒုက္ခတွေတောကတွေဝင်နေကြပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်မှာအကြမ်းဖက်စစ်ကောင်စီက6လတပ်တန်း8ချိန်မြောက်တိုးရန်ကာလုံအစည်းအဝေးခေါ်ယူနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယာယီတမရအဖြစ်နဲ့တာဝန်ယူထားတဲ့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအွန်လိုင်းကဥဆောင်ပြီးတော့ကာလုံအစည်းအဝေးကိုခေါ်ယူနေခြင်းဖြစ်ပြီး8ချိန်မြောက်6လတပ်တန်းတိုးမယ်အပြင်ဝင်ကြီးတချို့နဲ့ပြည်နယ်တိုင်းဝင်ကြီးတချို့ကိုလည်းအပြောင်းအလဲပြုလုပ်ရရှိနေတယ်လို့သိရပါတယ်။ကာလုံကခေါ်နေပြီးဝင်ကြီးတချို့နဲ့ပြည်နယ်တိုင်းဝင်ကြီးချုပ်တချို့ကိုလည်းအပြောင်းအလဲရှိမယ်လို့သိရတယ်။ ်စစ်ဖြစ်နေတဲ့ဒေသတွေကဝင်ကြီးချုပ်တချို့အပြောင်းလဲဖြစ်မှလို့သိရတယ်လို့နေပြည်တော်တပ်တွင်းသတင်းရင်းမြစ်ကပြောပါတယ်အချက်ဘတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်က2025ခုနှစ်အတွင်းရွေးကောက်ပွဲကျင်းပရန်မရှိတော့ဘဲ2026ခုနှစ်အတွင်းကိုပြောင်းရွှေ့ပြီးတော့ကျင်းပရန်သဘောထားမှတ်ချက်များကိုပေးထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ကောင်းစီနယ်မြေအတွင်းမှာရှိတဲ့ ်နန်စီဒီယန်ဝန်ထမ်းများကိုစစ်မှုထမ်းရန်စရင်သွင်းစင့်ခေါ်စာများပေးပို့နေပြီးတော့ကာယကံရှင်သို့မဟုတ်မိသားစုဝင်တအုပ်ကိုစစ်မှုထမ်းရန်နဲ့ထွက်မပြေးရန်တာဝန်ယူလက်မှတ်ရေးထိုးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ကောင်စီနယ်မြေဇဘူသီရီမြို့နယ်အတွင်းမှာရှိတဲ့အောင်စဘူး၊ရွှေကြပင်နယ်၊ဒနာသိတိ၊ပညာသိတိ၊ဝနာသိတိ၊ဒုက္ခသိတိ၊ဗလာသိတိ၊ညာနာသိတိရပ်ကွက်များမှာအသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းမှာရှိတဲ့နန်စီဒီယန်ဝန်ထမ်းများနဲ့ဝန်ထမ်းမိသားစုဝင်အမျိုးသားများကို စစ်မှုထမ်းဆယ်ရင်သွင်းအဆင့်ခေါ်နေခြင်းဖြစ်တယ်လို့သိရပါတယ်စစ်မှုထမ်းဖို့အတွက်ဆင့်ခေါ်တဲ့တိတိရက်ွက်6ခုမှာဝန်ထမ်းတွေအများစုဖြစ်ပြီးတော့စစ်မှုထမ်းဆယ်ရင်ပါလို့ရှောင်လွဲဖို့ခက်ခဲနေကြတယ် ဘူးခွဲဧကတထောင်မှာရှိတဲ့အပြိုးဆောင်လူပြိုးဆောင်တွေကိုလည်းစစ်မှုထမ်းဆင့်ခေါ်စာတွေပေးဖို့နေလို့အကျုံးဝင်တဲ့သူနန်းစီဒီယန်ဝန်ထမ်းအပြိုးကြီးလူပြိုးကြီးတွေအခက်တွေ့နေကြတယ်လို့နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။နန်းစီဒီယန်ဝန်ထမ်းများသာမကနေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့အရတားများကိုလည်းစစ်မှုထမ်းရန်ဆင့်ခေါ်စာများပေးဖို့နေပြီးတော့အများစုဟာကာယကံရှင်ကိုယ်တိုင်မဟုတ်ဘဲမိသားစုဝင်များကတွားရောက်ပြီးတော့လက်မှတ်ရေးထိုးစည်းရင်းသွင်းခဲ့ကြတယ်လို့သိရပါတယ်။ အောင်စဘူးရွှေကြပင်တို့မှာတာမန်အရက်သားတွေအများစုဖြစ်ပါတယ်တော်တော်များများကတော့တိတ်ဆောင်သွားကြတယ်ဒါပေမဲ့အိမ်တော်စုစည်ရင်ထဲမှာပါတဲ့မိသားစုဝင်တအူးကတော့သွားပြီးတော့အာမခံဂရိလက်မှတ်ထိုးရတယ် စိတ်စစ်ဖို့စိတ်ခေါ်ခံရတဲ့သူတွေချက်ချင်းစစ်မှုထမ်းဖို့အမိပါတဲ့သူတွေကကိုယ်တိုင်လာဖို့ချက်ချင်းစစ်ခေါ်နေတယ်လို့နေပြည်တော်ဝန်ထမ်းသတင်းရေးမြစ်ကပြောပါတယ်။နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာအခုစစ်မှုထမ်းအပတ်စဉ်10ကစတင်ပြီးတော့စစ်မှုထမ်းများကိုရွေးချယ်ခေါ်ယူရမှာအရင်လိုမျိုးမဲနိုင်ခြင်းမရှိတော့ပဲသကောင်စီရင်မှာပါတဲ့နာမည်စီရင်တဲ့တကွာစစ်မှုထမ်းရမယ်လို့အတိအကျလာရောက်ခေါ်ယူနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်အလဲစုရွာကိုအကြမ်းမဆက်တက်ကဝင်းအောင်စီးနှင်းပြီးတော့နေအိမ်၅လုံးကိုမိရှုဖျက်ဆီးကလူငယ်၁၅ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၃၀ရက်နေ့ညပိုင်းကစိတ်ဖြူမြို့နယ်ကုရှေအုပ်စုအလဲစုကျေးရွာကိုအကြမ်းမဆက်တက်ကရွာကဈေးကားများပေါ်မှာလိုက်ပါလာပြီးတော့ကျေးရွာထဲကိုဝင်းအောင်စီးနှင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစစ်တပ်စစ်ကြောင်းကကျေးရွာအတွင်းကိုဝင်းအောင်စီးနှင်းတဲ့အချိန်မှာ တားဖြစ်သူကိုထွက်ပြေးခိုင်းတဲ့မိခင်တဦးကိုလည်းစစ်သားများကပားတွေနားတွေရိုက်နှက်ချင်းများကိုလည်းလှုပ်ဆောင်သွားတယ်လို့သိရပါတယ်စစ်ကြောင်းဝင်ရောက်လာတဲ့အချိန်မှာကြေးရွာအတွင်းမှာရှိတဲ့ပြည်သူများဟာထွက်ပြေးသွားတဲ့အတွက်ကြောင့်စစ်သားတွေကနေအိမ်၅လုံးကိုမိရှုဖျက်ဆီးသွားပြီးတော့လူငယ်၁၅ဦးကိုလည်းစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ် ဘာတိုက်ပွဲမှမရှိပါဘူးလူနေအိမ်၅လုံးကိုတော့မိရှို့သွားတယ်တာမန်အရသားပြည်သူရဲ့မိခင်တဦးကိုလည်းပားရီနားရီရိုက်သွားတယ်ဒဏ်ရာကတော့မစိုးရင်ရပါဘူးစစ်ခွေးတွေကသူ့ရဲ့သားကိုမေးတော့သူ့သားကိုမတွေ့လို့ဆိုပြီးတော့သူ့ရဲ့မိခင်ကိုရိုက်နှက်သွားတာပါသူ့ရဲ့သားဖြစ်သူကတော့ရှောင်းတိန်နေလို့လွတ်မြောက်သွားပါတယ် လူငယ်15ဦးကတော့စစ်မှုထမ်းဖို့အတွက်ဆိုပြီးတော့ဖမ်းဆီးသွားပါတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။အချက်မှတ်စစ်တကမကွေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာစစ်ကြောင်းထိုးပြီးတော့စစ်မှုထမ်းတပ်သားတွေရဖို့အတွက်လူငယ်များကိုဖမ်းဆီးခြင်းများဇက်တိုက်ဆိုးသလိုလှုပ်ဆောင်လာကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးတဲ့ရင်ကတော့အကြမ်းဖက်စစ်ကောင်စီကပြဋ္ဌာန်းလိုက်တဲ့ပြည်သူ့စစ်မှုထမ်းနေဦးတွေအရာစစ်မှုထမ်းရမယ်စရင်းထဲမှာပါဝင်နေတဲ့အသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းအမျိုးသားများအလုံးဟာ PJ အလောက်ကိုင်းနိုင်ငံကူးလက်မှတ်နဲ့ပြည်ပထွက်ခွာခွင့်ကိုစစ်ကောင်စီကစတင်ပိတ်ပင်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အသက်18နှစ်ကနေအသက်35နှစ်အတွင်းရှိတဲ့အမျိုးသားများအားလုံးအနေနဲ့ပြည်ပကို PJ နိုင်ငံကူးလက်မှတ်နဲ့တွားရောက်ပြီးတော့အလုပ်လုပ်ကြမယ်ဆိုပါကပထမဦးစွာမိမိဟာစစ်မှုထမ်းရစီးရင်ထဲမှာပါမပါစီစစ်ရန်လိုအပ်ပြီးတော့စစ်မှုထမ်းရမယ်စီးရင်ထဲမှာပါနေတယ်ဆိုရင်သက်ဆိုင်ရာစစ်မှုထမ်းစင့်ခွာရေးဘဟုအဖွဲ့ထံက စစ်မှုထမ်းကင်းလွတ်ခွင့်ရွှေဆိုင်ခွင့်နဲ့ရှော့ပေါခွင့်များကိုခွင့်ပြုချက်ရယူရန်လိုအပ်မှာဖြစ်တယ်လို့သိရပါတယ်။မနေ့ကဇန်နဝါရီလ30ရက်နေ့မှာအလုတ္တမဝန်ကြီးဌာနဒဂုံမြို့တဲ့မြောက်ပိုင်းမှာရှိတဲ့အလုတ္တမညွှန်ကြားမှုဦးစီးဌာနယုံ ပင်လုံခမ်းမမှာပြည်ပကိုတွားရောက်ပြီးတော့အလုတ်လောက်ကန်ကြမယ်အသက်16နှစ်ကနေအသက်35နှစ်ကြားမှာရှိတဲ့အမျိုးသားများအားလုံးကိုပြည်ပအလုတ်သမားမှတ်ပုံတင်ကတ် OWIC ကတ်ထုံမပေးတော့ဘဲနဲ့ပြန်လွတ်လိုက်တယ်လို့သိရပါတယ်လက်ရှိမှာ OWIC ကတ်ရှိထားတဲ့ဒူတွေတောင်မှာအသက်16နှစ်ကနေအသက်35နှစ်အတွင်းအမျိုးသားများကိုအလုတ်သမားယုံကပြည်ပအလုတ်ကန်အတွက်စာချုပ်ချုပ်ခွင့်မပေးတော့ဘူးလို့သိရပါတယ်အဲ့ဒီအခြေအနေတွေကြောင့်ပြည်ပကိုတွားရောက်ပြီးတော့အလုတ်လောက်ကန်ကြရမယ် အသက်16နှစ်ကနေအသက်35နှစ်အတွင်းအမျိုးသားများအားလုံးလေးစိတ်ကနေထွက်ခွာရန်အခက်အခဲများကြုံတွေ့နေရတယ်လို့သိရပါတယ်။မနေ့ကနေ့လယ်ကတော့ OWIC ကတ်ရိုက်မဲ့ယောက်ျားလေးအသက်16နှစ်ကနေ35နှစ်ကြားကိုကတ်မရိုက်ပေးလိုက်ပါဘူး။အကုန်လုံးကိုပြန်လှည့်လိုက်တယ်။ OWIC ကတ်ရာဖီးသားတွေကိုလည်းစားချုပ်ချုပ်မပေးတော့ဘူးဆိုတော့ စစ်မှုထမ်းဆီးရင်းနဲ့ပါရင်တော့လေးစိတ်မှာ OWIC ကနဲ့ PJ စာအုပ်ကင်ထားရင်လဲထွက်လို့မရတော့ပါဘူးစစ်မှုထမ်းဆီးရင်းပါထားရင်စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့ရဲ့ထောက်ခံချက်စစ်မှုထမ်းကင်းလွတ်ခွင့်ရွှေဆိုင်ခွင့် shop ပေါ်ခွင့်တွေပါမှထွက်လို့ရပါမယ်မပါရင်တော့ထွက်လို့ရမှာမဟုတ်ပါဘူးကျွန်တော်တို့ကတော့စာချုပ်ချုပ်တာနဲ့ OWIC ကလုံပေးလဲ လေးစိမ့်မှာထွက်လို့မရတာကတော့အေဂျင်စီကလည်းတာဝန်ယူမှာမဟုတ်တော့ဘူး။ကာယကံရှင်ကစစ်မှုထမ်းစီးရင်နဲ့ပါနေရင်တော့ထွက်ခွင့်ရမှာမဟုတ်ဘူးလို့ပြည်ပအလုပ်ကအေဂျင်စီကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။ပြည်သူစစ်မှုထမ်းနေဥပဒေရဲ့ပုံမှန်90နဲ့51မှာစစ်စစ်အောင်မြင်ပြီးသူများစစ်မှုထမ်းအမိန့်ရပြီးသူများဟာစစ်မှုထမ်းစင့်ခေါ်ရေးဗဟုအဖွဲ့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ပြည်ပထွက်ခွာခွင့်မရှိကြောင်းပြဋ္ဌာန်းထားပါတယ်။ အမျိုးသမီးအလုံသမားများအတွက်တော့ OWIC ကရိုက်ခွင့်ပေးနေစေဖြစ်ပြီးတော့ပြည်ပထွက်ခွာခွင့်တွေကိုလည်းဆက်လက်ပြီးတော့ရရှိနေစေဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့ပြည်သူစစ်မှုထမ်းဤဥပဒေထုတ်ပြန်လိုက်ပြီးဖြစ်တဲ့အတွက်စစ်မှုထမ်းရန်အကျုံးဝင်နေတဲ့အမျိုးသမီးအမျိုးသားများနဲ့ပတ်သက်ပြီးတော့ပြည်ပထွက်ခွာခွင့်ဆိုင်ရာညွှန်ကြားချက်များမကြာမီမှာထွက်ရှိနိုင်ွယ်ရှိတယ်လို့ပြည်ပအလုပ်ကအေဂျင်စီများကပြောဆိုနေကြပါတယ်။ အလုတ်သမားဦးစီးဌာနဘက်ကတော့တရားဝင်ဘာမှမပြောသေးပါဘူးဒါပေမဲ့ပြည်သူ့စစ်မှုထမ်းနေဥပဒေအရတော့အသက်အရွယ်အရအကျုံးဝင်နေတဲ့အလုတ်သမားတွေအတွက်လိုအပ်တဲ့ညွှန်ကြားချက်တွေမကြမီထွက်လာဖို့ရှိတယ်လို့တော့ပြောတယ်လို့ရန်ကုန်အခြေစားပြည်ပအလုတ်ကန်အေဂျင်စီမန်နေဂျာတဦးကပြောပါတယ် မနေ့ကဩဂတ်စ်လကစတင်ပြီးတော့စစ်ကောင်စီကအသက်23နှစ်ကနေ32နှစ်ကြားအမျိုးသားများကိုပြည်ပအလုပ်လုပ်ခွင့်ပိတ်ပင်ခဲ့ပြီးတဲ့နောက်အခုနောက်ဆုံးမှာအသက်18နှစ်ကနေအသက်35နှစ်အတွင်းအကျုံးဝင်တဲ့အမျိုးသားအလုပ်သမားများပြည်ပထွက်ပြီးတော့အလုပ်လုပ်ခွင့်ကိုစတင်ပိတ်ပင်လာခြင်းဖြစ်တယ်လို့သိရပါဗျ။နေပြည်တော်မှာရှိတဲ့စစ်မှုထမ်းစင်ခေါ်ရေးဗဟိုအဖွဲ့ကတော့ပြည်ပကိုတွားရောက်ခွင့် အပါအဝင်စစ်မှုထမ်း short ပေါ်ခွင့်ကင်းလွတ်ခွင့်နဲ့ရွှေဆိုင်ခွင့်ခွင့်ပြုချက်များကိုစတင်ထုတ်ပြီးနေပြီဖြစ်ကြောင်းဇန်နဝါရီလ28ရက်နေ့နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့ရဲ့တင်းမြင့်သော2025အစည်းအဝေးမှာစစ်မှုထမ်းစင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌဘိုးချုပ်ကြီးမောင်မောင်အေးကပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ